ကျွန်တော်ကစားထွက်ခဲ့သမျှဖုန်းကြီးထဲမှာကျွန်တော်စမ်းကြည့်ခဲ့ရတာတော့ Redmi Tao ဖုန်းကို performance အကျဉ်းဆုံးထင်ခဲ့တာဒီဖုန်းမဆိုင်ခင်တည်းပေါ့ performance ကြိုင်မဲ့ကျွန်တော်သဘောမချရတဲ့တစ်ချက်လေးရောရှိတယ်။ Okay ဒီနေ့မှာတော့ကိုလိုရဲအားလုံးတောင်းဆိုနေကြတဲ့ Redmi K ဒီ gaming desk လေးလောက်ပေးသွားမှာဖြစ်ပါတယ်။ဒီဖုန်းမနိုင်ခင်ကျွန်တော်ကိုတောင်းဆိုထားကြရတယ်ကတော်တော်လေးမှာများတယ်။အဓိကတော့ Redmi K ဒီရဲ့ gaming performance အခြေအနေဘယ်လိုရှိမလဲ။အတောင်ဖုန်းနဲ့ရှင်မယ်ဆိုရင်ဘယ်ဖုန်းကိုရွေးချယ်ရမလဲဆိုပြီးမေးထားတာတော်တော်လေးမှာများတယ်။ဆိုတော့ဒီနေ့မှာကိုလိုရဲအားလုံးရဲ့စံနာလေးပြေသွားကျွန်တော် Redmi K ဒီ gaming desk လေးဆက်မြှပေးသွားမှာဖြစ် ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and share လုပ်ပြီးတော့အကူအညီပေးသွားလို့ရပါတယ်သုံးသနာမဲ့ဒီဖုန်းမှာဆိုရင်ကျွန်တော်အနေနဲ့ကမြန်မာနိုင်ငံမှာလူစိတ်ဝင်စားမှုအများဆုံး game တွေဖြစ်တဲ့ Mobile Legends PUBG eFootball 2024ဒီ game တွေကို၃နာရီစတိုင်းမနာတဲ့ဆော့ပြသွားမှာဖြစ်ပြီးတော့ဆော့တဲ့အခါမျိုးမှာလည်းဒီ game တွေမှာရှားနေတဲ့များ graphics တွေအမြန်ဆုံးတွေမှာထားပြီးဆော့ခဲ့သလို Grind ကိုတဝက် Volume ကိုတဝက်အခန်းအနေနဲ့က Echo အခန်းထဲမှာမဟုတ်ဘဲနဲ့ Thermal Room Temperature တခုမှစမ်းသပ်ခဲ့ရဖြစ်ပါတယ်ဒီဖုန်းမှာသုံးမိထားတဲ့ SoC က Snapdragon 8 Gen 3လို့မျိုးတော့ powerful ဖြစ်တဲ့ SOC မျိုးတုံးခဲ့ရတယ်။ဒီ SOC ကိုကိုယ့်လူလူညာပြောမယ်ဆိုရင်ဒီ processor ranking list မှာဒီ SOC ကအဆင့်6နေရာမှာရှိတယ်။ပြီးတော့သူ့မှာတုံးခဲ့ရတဲ့ battery အနေနဲ့ကြည့်မယ်ဆိုရင်6550 mAh battery ပါဝင်လာတယ်။ဆိုတော့ဒီဖုန်းရဲ့ game တွေကိုမနာတမ်းဆော့တဲ့အခါမျိုးမှာဒီဖုန်းရဲ့ gaming performance အခြေအနေဘယ်လိုရှိမလဲ။ကျွန်တော်လည်းသူကြည့်ကြတာပေါ့။ပြန်တော့ဒီဖုန်းမှာစမ်းပြီးဆော့ခဲ့တဲ့ game ကကျွန်တော်မြန်မာနိုင်ငံမှာသူစိတ်ဝင်စားမှုအများဆုံး game ဖြစ်တဲ့ Mobile Legends game ကိုစမ်းဆော့ခဲ့တာဖြစ်ပါတယ်။ဒီဖုန်းမှာ Mobile Legends game ကိုဆော့မယ်ဆိုရင်တော့ graphic ကို ultra frame rate ကို ultra ကြီးအမြင်ဆုံးထားပြီးတော့ ော့ solve ရတယ်အဲ့ဒီ Saturday night ဆောက်ဆုပ်ခဲ့တဲ့တနအီတွင်းမှာဆိုရင်ဖုန်းကထက်တာလက်တာဟန်တာတစ်ချက်ကလေးမှမဖြစ်ခဲ့တဲ့အချိန်မှာဖုန်းကပူဖို့မပြောနဲ့နှွေးရဆိုရင်ခံစားချက်မျိုးတော့မရအောင်ဒါလည်းသူ့မှာသုံးမိရတဲ့ Snapdragon တို့အိတ်ချန်တွေးကြောင်းလို့ပြောလို့ရှာတယ်ဘဘာနဲ့ကြတော့ကတော့ဒီဖုန်းမှာ100%စိတ်ချထားလို့ရတယ်အားအနေနဲ့တော့900ခိုင်နှုန်းတော့ကုန်သွားပြီးတော့အခုချိန်အနေနဲ့ကတော့ကျွန်တော်အခုပြရတဲ့အတိုင်းပဲဖြစ်ပါတယ် ဘဝလမ်းကြောင်းဂိမ်းကိုတနာရီစတိုက်မနာတန်းဆော့ပြီးရခါမှာတော့နောက်ထပ်ဂိမ်းတစ်ခုအနေနဲ့ကပက်ချီမိုဘိုင်းဂိမ်းကိုဆော့ခဲ့ပါတယ်ဒီဖုန်းနဲ့ပက်ချီမိုဘိုင်းကိုဆော့မယ်ဆိုရင်တော့ graphic ကို ultra hd က frame rate ကို h20 အမြဲဆုံးထားဆော့လို့ရမှာဖြစ်ပြီးတော့ graphic ကို smooth မှာထားဆော့မယ်ဆိုရင်တော့ frame rate ကို h20 plus ထိအမြဲဆုံးထားပြီးတော့ဆော့လို့ရမယ်ကျွန်တော်များစတဲ့အမြင်ဆုံးတွေမှာပထမဆုံးဆော့ခဲ့တဲ့ naive web အတွင်းမှာဆိုရင်ဖုန်းကထစ်တာလက်တာတစ်ချက်ကလေးမှမဖြစ်ခဲ့ဒါပေမဲ့ခံရတာနည်းနည်းလေးတော့နှွေးလာတယ်အာ naive web ကျော်သွားတဲ့အခါမျိုးမှာဆိုရင်တော့ဖုန်းကနှွေးရတဲ့ပုံပြီးတော့ပူရဆိုရဲခံစားကြ ချက်မျိုးရလာတယ်။အဓိကတော့ CPU ရှိတဲ့အပေါ်ဘက်ခြမ်းနဲ့ကင်မရာဘန်းကတိလာကိုပူလာတာ။ဒါပေမဲ့ဘာတို့ခုသွားသဘောကျတယ်ဆိုရင်လေဖုန်းကပူရဆိုရင်မဲ့ဂိမ်းဆော့တဲ့ gaming experience ပိုင်းမှာထိတာလက်တာမျိုးတစ်ချက်ကလေးတော့မဖြစ်ခဲ့ဘူး။တနာရီစတဲ့ပက်တီမိုဘိုင်းဂိမ်းကိုမနာတဲ့ဆော့ပြီးရတဲ့အခါမှာတော့အားအနေနဲ့က30ရာခိုင်နှုန်းတော့ကုန်သွားပြီးတော့အပူချိန်အနေနဲ့ကတော့ကျွန်တော်အခုပြရတဲ့အတိုင်းပဲဖြစ်ပါတယ်။ နောက်ဆုံးဂိမ်းတစ်ခုအနေနဲ့တော့ if football now 24ကိုဆော့ခဲ့ပါတယ်ဒီဂိမ်းကိုဆော့မယ်ဆိုရင်တော့ graphic ကို high refresh rate ကို 60fps အနည်းဆုံးထားပြီးတော့ဆော့လို့ရမယ်အဲ့ဒီ setting တိုင်းစဆော့ခဲ့တဲ့နေရာတွေမှာဆိုရင်ပထမ2နာရီလောက်အောင်မျိုးပဲထစ်တာလက်တာမျိုးလုံးဝမရှိဘူးဒါပေမဲ့3နာရီမြောက်ဆော့တဲ့အခါမျိုးမှာဆိုရင်တော့ဖုန်းမှာတော်တော်လေးဥမာပို့ရတယ်ပထမ2နာရီမြောက်ဆော့တဲ့ပက်ကျင်မိုင်းဂိမ်းမှာဆိုလို့ရှိရင်ဒီ CPU ရှိတဲ့အပေါ်ဘက်ခြံထဲကင်မရာနားလုံးပဲပို့ရဆိုပေမဲ့အခု3နာရီမြောက်ဆော့တဲ့အခါမျိုးမှာဆိုရင်တော့သူရဲ့နောက်ကျောဘက်တယ်မဟုတ်ဘေးဖိတ်မှာပို့လာတာဒါပေမဲ့ ဂိမ်းဆိုတဲ့ gaming experience ဘိုင်းမှာကြာတော့လုံးဝမှာစမှုဖြစ်နေရောပဲအားနေနေရတော့ဆက်နေရခိုင်လုံးကကုန်သွားပြီးတော့အခုချိန်အနေနဲ့ကတော့ကျွန်တော်အခုပြရတဲ့အတိုင်းပဲဖြစ်ပါတယ် တော့ဗီဒီယိုကိုဒီလောက်ထိကြည့်ပြီးသွားမယ်ဆိုရင်တော့ဒီဖုန်းရဲ့ gaming performance ချင်းနဲ့ဘယ်လိုရှိမလဲသိသွားမယ်လို့ညွှန်လင်းပါတယ်ကျွန်တော်ဆော့ကြည့်ခဲ့တဲ့လောက်ကတော့ဒီဖုန်းနဲ့ပြောဆိုလို့နည်းနည်းလေးဝေဖယ်ရခောက်ရတယ်။ဒီဖုန်းရဲ့ gaming performance ကအားသာချက်နဲ့တူအားနည်းချက်ကလည်းသိသိတရာကိုပါလာတာ။အားသာချက်ကဒီဖုန်းနဲ့သုံးနိုင်စတဲ့မနာရဆော့တဲ့အခါမျိုးမှာစိုက်တဲ့ graphics တွေအမြင်ဆုံးတွေမှာထားဆော့ထွက်တာလည်းလုံးဝမရှိပဲနဲ့ smooth ဖြစ်တယ်ဆိုရယ် gaming experience ကိုရှာသေးတယ်။ပြောမှဆိုလို့ရှိရင်ဒီဖုန်းရဲ့ performance ဘိုင်းနဲ့ပတ်သက်လို့ကဝေဖူးတာနှစ်ခါစဉ်းစားကြရမလို့တဲ့ဖုန်း။ဒါပေမဲ့ပြန်စဉ်းစားသွားစီရတဲ့ချက်တော်ရှိတယ်။အဲ့ဒါကဒီဖုန်းက ပူရတဲ့မှာတော့ပါဝင်တယ်။ကျွန်တော်တို့ပထမဆောက်ဆောက်ရတဲ့ Mobile Legends game မှာဆိုလို့ရှိရင်နွေးရဆိုရင်ခန်းစားချက်မျိုးတော့မရရင်ပဲ၂နာရီနဲ့၃နာရီများဆော့တဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ဖုန်းကနောက်ကျောဘက်တယ်မဟုတ်ဘေးဖိတ်မှာပူရဆိုရင်ခန်းစားချက်မျိုးတိတိတရာကိုရှားတာ။ Redmi Tower ဖုန်းနဲ့ရှင်းမယ်ဆိုအဲ့ဒီတစ်ချက်မှာတော့ပါပါလိမ့်မယ်။ Redmi Tower ရဲ့ gaming performance ကအခုဒီ K80 လောက်စမှုမဖြစ်ဘူးဆိုရင်အခု K80 လောက်လည်းပူမနေပြအောင်အဲ့လိုပြောလို့တောင်ဘူးကမပူတာတော့မဟုတ်ပူတယ်ဒါပေမဲ့သူပူတယ်ဆိုတာမျိုးကလက်ထက်မှာခံရတာမခံနိုင်တော့ပူတာမျိုးမဟုတ်ဘဲနဲ့နွေးရုံလောက်ပဲ ်ပူတယ်ဆိုရင်တော့မှနည်းနည်းလေးပဲပူတာဆိုတော့ဒီနေရာမှာ KAD နဲ့တာဝန်ကိုဘယ်ဖုန်းရေးချင်အောင်လဲမင်းနေဆိုတော့ကျွန်တော်ဖြည့်ဝေးချင်တာကကို့အနေနဲ့ကဖုန်းတစ်လုံးက performance ကျန်ရပြီအပူချိန်တွေပါတယ်အဲ့တော့ game master ကိုဆိုလို့ရှိရင်တော့ Redmi KAD ကိုသင်္ချာပေါက်ရွေးချက်လို့ရတယ်ကျွန်တော်စမ်းကြည့်ခဲ့တဲ့တုံးလိုက်တွေမှာဆိုလို့ရှိရင်လည်းဖုန်းကထက်တာလက်တာဟန်တာတစ်ချက်ကလေးမှမဖြစ်ခဲ့ဘူးဒါပေမဲ့မိတ်ဆွေကဖုန်းတစ်လုံးမှာ performance နဲ့ပတ်သက်လို့ရှိရင် KD နင်းနီးတော့လိုချင်တယ်အမှုချိန်လည်းရမ်းမထွက်တဲ့ပုံလိုချင်တယ်ဆိုရင်တော့ Remy Tao ဘုကိုရွေးချယ်ပါလို့ပြောရနေပဲကျွန်တော်တို့ Gaming Dash အစီအစဉ်မျိုးကိုဒီမှာပဲကျွန်တော်ကပြောပါဒီမှာကျွန်တော် Gaming Dash လောက်ပေးခဲ့တဲ့ Remy KD နဲ့ပတ်သက်လို့တင်ပြလို့ဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ AP Mobile မှာကိုတိုင်စမ်းသပ်ဝယ်လို့ရပါတယ်သတင်းကောင်းပိုင်းနဲ့ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲကျွန်တော်ကပြောပါကြည့်ရှုပေးခဲ့ကြတဲ့ Border တွေအချင်းချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ပြောရနေပဲကျွန်တော်နောက်ဗီဒီယိုမှာကြံရွေးကြပါဦးတိုင်းတော်ဝင်ပါမယ်